ားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုအော်တိုဘာလာအတွက်ပေါ့နော်ဒီတလသာရီဒီနေတခုကျွန်တော်လုပ်ကြည့်ခြင်းနေအဲ့တော့အော်တိုဘာလာမှာမိတ်ဆွေတို့အတွက်ပေါ့နော်လူမှုရေးစီးပွားရေးအလုပ်အကိုင်ပေါ့နော်ငွေကြေးစာရေးပြင်အဲ့ဒီအရာတွေအားလုံးကိုကျွန်တော်ကက်တွေကိုတစ်ခါတည်း live ဆွဲပြီးတော့ ဝီဒင်လုပ်ပေးသွားမှာဖြစ်တယ်။အဲ့တော့ပထမဆုံးတော့ကျွန်တော်ကက်တွေကို shuffle တစ်ချက်လုပ်လိုက်မှာပေါ့နော်။ကက်ဖေးကို shuffle တစ်ချက်လုပ်လိုက်ပြီးသွားရင်ကျွန်တော်ပထမဆုံးတော့ကက်တွေဆွဲကြည့်မယ်။ပုံမှန်လို့1 2 3ရေးခိုင်းတာမဟုတ်တယ်မယ်။ကျွန်တော်ဒီတလားသာကို reading လုပ်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီတလားသာ reading အတွက်ဆိုရင်တော့ကျွန်တော်ပထမဆုံးတော့ကက်ကိုကျွန်တော်၄ချက်စာဆွဲလိုက်ပဲပေါ့နော်။ ဟုတ်ပြီကျွန်တော်တို့ကက်လေးချက်ကိုဆွဲထားပြီးပြီအချိန်မှာပထမဆုံးအနေနဲ့ကျွန်တော်ဒီတလားစာအတွက်ပေါ့နော်အော်တိုဘာတလားစာအတွက်ကိုကျွန်တော်ပထမဆုံးလူမှုရေးနဲ့ပတ်သက်ပြီးတော့ reading တစ်ခုစပြီးတော့လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့အဲ့ဒီလူမှုရေးထဲမှာကျွန်တော်တို့ကအချစ်ရေးတို့ပေါင်းတင်ဆက်ဆံရေးပေါ့နော်အဲ့ဒီအရာတွေအားလုံးပါဝင်မယ်မိသားစုအရေးပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ ီလူမှုရေးနဲ့ပတ်သက်လို့ပေါ့နော်တချို့အရာတွေကိုကြုံမသွားဖို့လိုတယ်ဆိုပြီးတော့အတိတ်ပဲရတယ်မြမြတတာဖြစ်နေရမယ်အဲ့တော့ကိုယ့်ရဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာမြမြတတာဖြစ်ဖို့လိုတယ်ဆိုတာမျိုးမှာတအားကြီးအယုံကြည်လွယ်တာတွေတအားကြီးလိုက်လျောမိသွားတာမျိုးတွေမဖြစ်ဖို့လိုတယ်အဲ့လိုမျိုးမြမြတတာရက်တီခြင်းအပြင် ကို့အတွက်ပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့အရာမျိုးတွေစီးပွားရေးနဲ့ပတ်သက်တဲ့အရာမျိုးတွေတိုးတက်ပြောင်းလဲမယ့်အရာမျိုးတွေပေါ့နော်အခွင့်အလမ်းတွေရရှိလာမယ်ဆိုပြီးတော့အတိပဲရတယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့တွေကပေါင်းတင်ဆက်ဆံရေးဆိုတဲ့နေရာမှာလူတွေကိုပေါင်းတာတင်းတာမျိုးတွေရှိတယ်အဲ့လိုမျိုးမှာအာကြီးပြစ်ပြီးတော့ယုံလိုက်တာမျိုးမဟုတ်ဘူးပေါ့နော်အာကြီးပြစ်ပြီးတော့ယုံလိုက်တာမျိုးလုံးလုံးမရဘူးအဲ့ပြစ်ပြီးတော့ယုံလိုက်တာမျိုး မှုတ်တဲ့အတွက်ကြောင့်မလို့ခက်ကင်းကင်းနေရမှာလားဆိုတဲ့ဟာမျိုးမှလည်းအဲ့လိုလည်းမဟုတ်ပြန်ဘူးပေါ့ကျွန်တော်တို့ကမြမြတတပေါ့နော်တွေးတော်ဆင်ကျင်ပြီးတော့ပေါင်းတင်ဆက်ဆံခြင်းအပြင်ဒီတလအလုံးမှာပေါ့နော်အော်တိုဘတ်တလအလုံးမှာငွေကြီးနဲ့ပတ်သက်တဲ့အရာမျိုးဖောင်ဒေးရှင်းကောင်းကောင်းလုပ်နိုင်လိမ့်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ reading လုပ်ခြင်းနဲ့အဲ့တော့ဆိုလိုချင်တာကတော့အရာတွေအားလုံးကမြမြတတဖြစ်နေရမယ် ောက်တစ်ခါမှာငွေကြီးနဲ့ပတ်သက်လို့ပေါ့နော်ငွေကြီးနဲ့ပတ်သက်လို့ချက်ချင်းဒီတလမှာ လုံငနေခဲကနေဝင်လာစရာမျိုးတော့မရှိပါနဲ့တစင်ရဲ့ step by step သွားလို့ရမယ်အခြေအနေမျိုးမှာ ASO pendekeng ကလည်းညွှန်ပြနေပါတယ်အဲ့တော့ငွေကြီးနဲ့ပတ်သက်တဲ့ဟာမျိုးကိုကိုကိုတိဆောက်တဲ့နေရာမှာဖြည်းဖြည်းမှန်မှန်နဲ့တိဆောက်ဖို့လိုတယ်ဖြန့်လန်းနည်းတွေကိုရှောင်ကျင်ရပါမယ်အဲ့ဒီတော့ကြောင့်မလို့ဒီတလာလုံးမှာငွေကြီးနဲ့ပတ်သက်လို့ ကိုဖြည်းဖြည်းမှန်မှန်နဲ့နီးလန်းမှန်မှန်တိဆောက်ခဲ့တဲ့အရာတွေရဲ့အကျိုးတွေကိုရရှိခံစားရမယ်ဆိုပြီးတော့အတိပဲရတယ်။နောက်ထပ်တစ်ခုကတော့အချစ်ရင်းနဲ့ပတ်သက်လို့ပေါ့။အချစ်ရင်းအိမ်တော်ရင်းနဲ့ပတ်သက်လို့လည်းတစ်ဖက်မှာမိသားတစ်ဖက်ရေမုတ်တစ်ဖက်ပုံစံမျိုးအနှောက်အယှက်မျိုးတွေကိုမှတော့ရှိနေနိုင်တယ်။အဲတော့ကိုနဲ့တွေ့ခဲ့ရင်တော့ဟုတ်တယ်လို့လို့ရှိပေမဲ့တစ်ဖက်မှာလည်းကိုရဲ့အိမ်တော်ဘက်ကိုရဲ့ချစ်သူရည်စားပေါ့နော်။ တို့တွေဘာမှတွားပြီးတော့ကိုယ်အကြောင်းနေတွားပြီးကြောက်တွန်းနေရမျိုးတွေလည်းရှိနိုင်တယ်။အဲ့တော့ကြောင့်မလို့စကားအပြောအဆိုတွေမှာမကြုံမဲနဲ့တည်ထားဖို့လိုတယ်။ကိုယ့်ရဲ့ relationship ကောလကောအိမ်တော်ရေးတော်လကောပေါ့နော်။ညံ့ညံ့တာတာထိန်းထိန်းသိမ်းသိမ်းနဲ့လှုပ်ဖို့လိုတယ်။အထူးသဖြင့် ကိုယ်နဲ့သူနဲ့မှုန်းတဲ့အပြင်အားလူတွေနဲ့ဆက်ဆံနေတဲ့နေရာမျိုးမှာပို့ပြီးတော့ပြောဆိုအနေထိုင်နေတတိထားဖို့လိုတယ်ဆိုပြီးတော့အသေးပဲရတယ်။ဘာကြောင့်လဲဆိုတော့အခြေအနေနဲ့ပတ်သက်လို့မိသားတစ်ဖက်ရေမိုးတစ်ဖက်လူမျိုးတွေဒီတလတွေမှာကြုံတွေ့ရလာနိုင်တယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ reading လုပ်ခြင်းနဲ့နောက်ထပ်တစ်ခုအနေနဲ့ကအားလုံးကိုချုံမှုန်ပြီးတော့နောက်ထပ်တစ်ချက်ပြောချင်တာကတော့ကျမ်းမာရေးပေါ့။ကျမ်းမာရေးနဲ့ပတ်သက်လို့ကအေးပြက်ခံတာမျိုးတွေ ရှောင်ကျင်တက်ပါတယ်တခါတလေမှမလို့လားဖဲနဲ့အများကြီးအတွေးခေါင်နေတဲ့ကိစ္စမျိုးတွေကိုရှောင်ကျင်ဖို့လိုတယ်ပြဿနာတွေကလာနိုင်တယ်ဒါပေမဲ့အဲ့ဒီပြဿနာတွေကိုမိတ်ဆွေနေနဲ့ဖြေရှင်းတဲ့နေရာမှာတည်တည်ငြိမ်ငြိမ်ရှိနေဖို့လိုတယ်အဲ့တော့တည်တည်ငြိမ်ငြိမ်ရှိမနေဘူးဆိုရင်ကိုယ့်အတွက်အထီးကိုက်ပို့ပြီးတော့ညားနိုင်တယ်ဒီဘက်မှာလည်းကျမ်းမာရင်းနဲ့ပတ်သက်လို့ကလည်းမြတ်မြတ်တက်တာနေတိုင်းစားတော့ဖို့လိုတယ် ရေချိုးမားတာမျိုးတွေဆင်ကျင်မှုလိုတယ်ရေလန်းခီးသွားတာမျိုးတွေကိုသတိထားဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ reading လုပ်ချင်ပါတယ်ဒါကတော့ကျွန်တော်အော်တိုဘာလာအတွက်ခြုံငုံသုံးသပ်ထားတဲ့ reading ပဲဖြစ်ပါတယ်အခြားတီးသန့် reading မေးချင်တဲ့မိတ်ဆွေတွေအနေနဲ့တော့ကျွန်တော်ရဲ့ messenger ကနေဆက်သွယ်လို့ရတယ်ဒီလမှာလည်းကျွန်တော်အောင်မြင်ခြင်းအလင်းနိုင်နေဒိတ်တန်ထပ်ပြီးတော့လုပ်ထားတယ်အဲ့တော့ဒီအောင်မြင်ခြင်းအလင်းနိုင်တွေကိုမိတ်ဆွေတို့ရဲ့လူမှုရေးစီးပွားရေး အိမ်အောင်ရေးတွေမှာထွန်းညှိပူဇော်ပြီးတော့အသုံးချလို့ရတယ်။အထဲမှာထွန်းညှိပူဇော်မဲ့နီးတွေကိုလည်းကျွန်တော်အနေနဲ့ပြောထားတယ်။အတိတ်ထံဝင်ရမယ့်အရာမျိုးတွေလည်းကျွန်တော်အနေနဲ့ပေးထားပါတယ်။ဒီအောင်မြင်ခြင်းအလင်းနိုင်တွေကိုမှာယူခြင်းနဲ့ဆိုရင်လည်းကျွန်တော်ရဲ့ message ကနေတဆင့်မှာယူလို့ရပါတယ်။အဲတော့ဒီ October အတွက် reading လေးကတော့ကျွန်တော်ဒီနေရာမှာကြက်ထားခြင်းနဲ့နောက်ပိုင်းမှာလည်းကျွန်တော် ဂျိုညာဂျိုညာအပတ်စဉ်ကတ်ဆွဲတဲ့ reading မျိုးလေးရယ်ထပ်ပြီးတော့လုပ်ပေးသွားဖို့ရှိပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်